နေမမပါခဲ့လို့အာဂျင်တီးနားကိုရှုံးနိုင်ခဲ့ရတဲ့ဘရာဇီးအားလုံးပဲမင်္ဂလာပါခင်ဗျာပြီးခဲ့တဲ့ရက်တုန်းကကစားခဲ့တဲ့အာဂျင်တီးနားနဲ့ဘရာဇီးတို့ရဲ့ပွဲစဉ်မှာအာဂျင်တီးနားကဘရာဇီးကို၄ဂိုးတကိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်ဒီပွဲစဉ်မှာတော့နှစ်သင်းစလုံးရဲ့အဓိကထိတ်တန့်ကစားသမားတွေမပါနိုင်ခဲ့ကြပါဘူးအာဂျင်တီးနားဘက်ကမက်ဆီမပါနိုင်ခဲ့တယ်လို့ဘရာဇီးဘက်ကလည်းနေမမပါနိုင်ခဲ့ပါဘူးနှစ်ယောက်စလုံးကလူစည်းရင်းထဲမှာရွေးချယ်ခံထားခဲ့ရပေမဲ့ဒဏ်ရာပြဿနာတွေအရှင်းမပြောင်းသေးတာကြောင့်လူစည်းရင်းကလည်းအသေးသေးပြန်လဲနှုတ်ထွက်သွားခဲ့ကြတာလည်းဖြစ်ပါတယ် နေမာကဆန်တိုစ်ကိုပြန်လည်ရောက်ရှိလာချိန်မှာငယ်မှုပြန်တဲ့ခြေသွန်းနေပြန်လည်ပြသလာနိုင်ခဲ့ပြီးတော့တေကန်ဘောတွေကနေတဆင့်ဂိုးသွင်းလဲပိုကောင်းလာခဲ့ပါလေ။ဒါကြောင့်လေနေမာကဘရာဇီးလက်ရွေးစင်အသင်းအတွက်ပြန်လည်ရွေးချယ်ကန်ခဲ့ရပြီးတော့ဒေသတွေကလည်းနေမာအနေနဲ့အရင်လိုမျိုးပဲဘရာဇီးကိုအကောင်းဆုံးထမ်းတင်ပေးနိုင်အောင်မလားဆိုတာအတော်လေးကိုစိတ်ဝင်စားခဲ့ကြပါလေ။ဒါပေမဲ့ပွဲရဲ့နီးလာတဲ့အချိန်မှာနေမာကဒဏ်ရာပြသနာကနေမသက်သာလာတာကြောင့်လူစင်းရင်းကနေပြန်လည်နှုတ်ထွက်သွားခဲ့တာကြောင့်ပြည်သက်တွေရဲ့ဆန္ဒကတော့မပြေဝပဲဖြစ်ခဲ့ရပါလေ။ နေမပါဝင်နိုင်ခဲ့တာကြောင့်ဘရာဇီးအသင်းကိုဥဆောင်ပေးနိုင်မဲ့ကစားသမားတယောက်ကိုဘရာဇီးကကာလရှည်ဆုံးရှုံးလက်လွတ်ထားခဲ့ရပါတယ်။ဘရာဇီးအတွက်နေမပြတ်မကစားပေးနိုင်တာတစ်နှစ်ကျော်လောက်ကြာမြင့်ခဲ့ပြီဖြစ်လို့ဘရာဇီးရဲ့ဆုံးရှုံးနေတာမှုကတော်တော်လေးကိုကြီးမားလွန်လာတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်ဘရာဇီးကအခုလိုမျိုးသူတို့နဲ့တူတူတန်ချီသွားမျိုးရှိတယ်ထိတ်တန့်အသင်းတွေနဲ့ထိတ်တန့်ရင်ဆိုင်ရတဲ့အချိန်တွေမှာဆိုရင်ချီသွန်းပိုင်းကအတော်လေးကိုရုန်းကန်နေခဲ့ရတာပါ။ အခုကစားခဲ့တဲ့အာဂျင်တီးနားနဲ့ပွဲစဉ်မှာဆိုရင်လေဘရာဇီးကအာဂျင်တီးနားကိုအဖက်ဖက်ကနေဘယ်နေရာမှာမှမလန်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။တပွဲလုံးမှာဆိုရင်ဘရာဇီးကဂိုးပေါက်တဲ့ကန်ချက်တစ်ချိန်ပဲပြုတ်လို့နိုင်ခဲ့တဲ့အထီကိုအချီနီကဆိုးရွားနေခဲ့တာပါ။ဒါကနေမာလိုအသင်းပေါ်ဥဆောင်နိုင်တဲ့ကစားသမားမျိုးမရှိခြင်းရဲ့အကျိုးကျေးဇူးပဲဖြစ်ပါတယ်။ယခုလက်ရှိဘရာဇီးရဲ့တိုက်စစ်ကို Vinicius, Rodrigo, Rafinha တို့လို Great ဆိုတဲ့ကစားသမားမျိုးတွေဥဆောင်နိုင်ပြီပဲ။သူတို့တွေကတော့သူတို့ရဲ့နောက်ွယ်မှာသူတို့ကိုထောက်ပံ့ပေးနိုင်မယ့်ကစားသမားမျိုးမရှိဘူးဆိုရင်ဘာမှကိုသုံးစားမရတော့တာဖြစ်ပါတယ်။ ဒီကစားသမားတွေကရီရဲ့ဘာကာတို့မှာကစားသမားကောင်းတွေဝန်းရံထားတာကြောင့်ကလပ်အသင်းတွေမှာတော့အရဲကောင်းလို့အလောင်းလှနေပြီးတော့ဆရာကြီးတွေဖြစ်နေကြတာပါနိုင်ငံအသင်းမှာဒါမျိုးတွေမရှိကြတော့အဲ့ဒီဆရာကြီးတွေအားလုံးလဲဘရာဇီးမှာဆိုရင်တော့တမန်ယာတီတောင်မဟုတ်တော့ပဲရှောက်သီးအဆင့်တီတောင်မှဖြစ်နေကြပါလိမ့်ဒါကြောင့်ဘရာဇီးအတွက်နေမာကမရှိမဖြစ်လိုအပ်နေတဲ့ကစားသမားတယောက်လို့ဆိုရမှာဖြစ်ပါလိမ့်နေမာကလက်ရှိချိန်ထိဘရာဇီးရဲ့ထိတဲ့ကစားသမားတအုပ်အဖြစ်အသင်းပေါ်တက်ရောက်မှုတွေကြီးကြီးမားမားပြေးနေစေဖြစ်ပါလိမ့်နေမာကဘရာဇီးတိုက်စစ်အတွက်အဓိကဂိုးသွင်းသူတအုပ်ဖြစ်ပြီးတော့ နိုင်ငံတကာပွဲစဉ်တွေမှာဆိုရင်အရေးပါတဲ့သွင်းကိုတွေကိုအများကြီးသွင်းယူပေးနိုင်စွမ်းရှိသူဖြစ်ပါတယ်။သူ့ရဲ့သွင်းကိုတွေကြောင့်ဘရာဇီးကိုအကျိုးရှိခဲ့တဲ့ကြီးဖြစ်ပါတယ်။နောက်တစ်ခုကတော့နေမာရဲ့ကြွမ်းကျင်မှုစကိတ်တွေဖြစ်ပါတယ်။နေမာရဲ့အတိုးအလှုပ်တွေအလဲရင်ခေါက်တွေနောက်ပြီးတော့ဖန်တီးနိုင်စွမ်းတွေကဘရာဇီးရဲ့တိုက်စစ်စွမ်းဆောင်ရည်ကိုသတိသသာမြင့်တင်ပေးနိုင်ပါတယ်။နေမာပါဝင်လာတယ်ဆိုရင်တခြားသောအသင်းပေါ်တွေလည်းကစားရတာပိုချောင်လာပြီးတော့အခွင့်အရေးတွေလည်းပုံမရရှိလာပါတယ်။နောက်ဆုံးတစ်ချက်ကတော့နေမာရဲ့အတွေ့အကြုံတွေကအသင်းပေါ်ဥဆောင်နိုင်စွမ်းကောင်းကောင်းရှိနေတာပါပဲ။ နောက်ဆုံးဘာမှမလုပ်နဲ့အောင်နေမပါဝင်လာတဲ့ဆိုရင်ကိုပဲဘရာဇီးကစားသမားတွေရဲ့စိတ်ထဲမှာယုံကြည်မှုတွေအလိုလိုပြည့်ဝနေပြီးသားဖြစ်ပါတယ်။ဒါကနေမရဲ့ effort ဖြစ်ပါတယ်။ဒီ effort ကိုဘရာဇီးအသင်းကယခုအချိန်ထိတိုင်တွန်းလှန်နိုင်ခြင်းမရှိသေးပါဘူး။အာဂျင်တီးနားကတော့မက်ဆီရဲ့ effort ကိုတွန်းလှန်နိုင်ခဲ့ပြီဖြစ်ပါတယ်။မက်ဆီမပါတဲ့အနာဂတ်အတွက်အာဂျင်တီးနားနီးပြစကာလိုနီကအခုကတည်းကနေကောင်းကောင်းပြင်ဆင်ထားနိုင်ပြီဖြစ်ပါတယ်။ဒါကဒီနှစ်သင်းကြားမှာအဓိကကွာခြားသွားခဲ့တဲ့အဖြစ်ဖြစ်ပါတယ်။ ဒါကြောင့်လေဒီတစ်ချိန်တွေ့ဆုံမှုမှာဦးဆောင်သူပါမလာခဲ့တဲ့ဘရာဇီးအသင်းကိုအာဂျင်တီးနားကအတွေ့အကြုံကောင်းနေတဲ့စိတ်ကြိုက်တီးသွားခဲ့ကြတာစိတ်ကြိုက်ချဲလေကစားသွားခဲ့ကြပြီးတော့လေကိုတကူနဲ့ကိုအကိုပြအနိုင်ယူသွားခဲ့တာဖြစ်ကြောင်းပါခင်ဗျာအဆုံးတချို့ပြေးခဲ့ကြလို့အားလုံးကိုကျေးဇူးထူပဲတင်ရှိပါတယ်